င်္ဂလာပါ Lewon Navigation ရဲ့ Crypto Project Review အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါလဲကျွန်တော်နာမည်ကတော့ဇွဲရဲရင်ပါအခုဒီအစီအစဉ်မှာပုံမှန် review လုပ်ပေးရကြ Binance Hodler Error ရဲ့25ခုမြောက် project အသေးအနေနဲ့တက်လာခဲ့တဲ့ Sahara AI ဆိုတဲ့ project အကြောင်းကိုကျွန်တော် review တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲဆိုလို့ဒီရဲ့အတိုင်းပဲ AI နီးပညာတွေကတနေ့တက်တဲ့နေ့ပုံမှုပြီးတော့တိုးတက်လာခဲ့တယ်အဲ့ဒီ AI နီးပညာတွေကိုကျွန်တော်တို့ကိုယ်တိုင်ဖန်တီးပြီးတော့ reward တွေပြန်လည်ရရှိမယ်ဆိုလို့ရှိရင်စိတ်ဝင်စားလား ကိုဖန်တီးလိုက်တဲ့ AI agent ကိုချပလိုက်တဲ့ concept က company ရဲ့အကျိုးမြတ်ရရှိဖို့မဟုတ်ဘဲဖန်တီးသူအတွက်ပဲဆိုလို့ရှိရင်တော့ဒါဟာ Sahara AI ကပေးချင်တဲ့ concept တစ်ခုပါ AI နည်းပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတွေးအခေါ်ကိုထောက်ရပြောင်းလဲသွားစေနိုင်မယ့် Sahara AI project အကြောင်းကိုကျွန်တော်အခု review လုပ်ပေးပါမယ်။ AI နည်းပညာကမိတ်ဆွေတို့တတိမထားမိတဲ့အချိန်မှာပဲကျွန်တော်တို့နေ့စဉ်ရှင်သန်လှုပ်ရှားနေတဲ့လူမှုဘဝကြီးမှာနေရာတိုင်းနေရာတိုင်းမှာ AI ကပါဝင်နေပါတယ်။ဖုန်းထဲမှာကြည့်မလား။ဘော်ဒိုကားသွားတာကြည့်မလား။ မောင်းသူမဲ့ရင်းနေကြည့်မလား AI နီးပညာနဲ့ကျွန်တော်တို့ research တွေလုပ်တာကြည့်မလားနေရာတိုင်းမှာ AI ရှိနေပါပြီ AI ပေါ်လာတာကောင်းပါတယ်ကျွန်တော်တို့လူသားတွေလောက်ရတာပို့ပြီးတော့တက်တာလာတယ်ပို့ပြီးတော့အဆင်ပြေချောမွေ့လာတယ်ပို့ပြီးတော့လည်းတန်ဖိုးရှိတဲ့အချိန်တွေကိုကောင်းကောင်းမွန်မွန်အသုံးချနိုင်လာတယ်အဲဒီမှာပြဿနာတစ်ခုရှိတယ်ဗျကျွန်တော်တို့အသုံးပြုလိုက်တဲ့ AI က free version ပဲဖြစ်ဖြစ် paid version ပဲဖြစ်ဖြစ်ကျွန်တော်တို့ပေးပို့လိုက်တဲ့ data အချက်အလက်တွေကနောက်ဖွဲ့ရ AI နီးပညာကုမ္ပဏီတွေကရယူသွားတယ် အဲ့ဒီအချက်အလက်တွေကိုအသုံးပြုပြီးတော့ AI နည်းပညာကုမ္ပဏီတွေကစပွားချမ်းသာသွားတဲ့အခါမှာကျွန်တော်အသုံးပြုသူ user အနေနဲ့ AI နည်းပညာကုမ္ပဏီတွေကိုချမ်းသာအောင်လို့လှုပ်ဆောင်ပေးနေရဆိုပြီးတော့သဘောတက်ရောက်ပါတယ်။နေဆက်တရာစုဆိုတာသတင်း data အချက်လက်ခကြည့်ပါ။ data အချက်လက်များများပိုင်နေပို့ပြီးတော့ချမ်းသာဖို့နည်းစက်လေးဖြစ်ပါတယ်။ဒီမှာ AI နည်းပညာကုမ္ပဏီတွေကလည်းကျွန်တော်တို့ပေးပို့လိုက်တဲ့ data input တွေကိုသတင်း data အချက်လက်တွေနဲ့ပြောင်းပြီးတော့အခြားသောလုပ်ငန်းတွေရောင်းချတဲ့သူတို့အမျက်ရှာဖွေတယ်။ ျွန်တော်ကအဲ့နောက်ွယ်ရ data တွေဘလို့ run နေတယ်ဘယ်သူတွေပိုင်ဆိုင်ထားရဲဆိုတော့ကျွန်တော်တို့သိခွင့်မရှိပါဘူး AI model train ပြီးရတဲ့လူတွေ data support လုပ်ပေးရတဲ့လူတွေကလည်းဘာ benefit မှခံစားခွင့်မရှိပါဘူး။ဒါကြောင့်ခင်ဗျားတို့ကျွန်တော်တို့အနေနဲ့ AI ကနေပြီးတော့တိုက်ရိုက်အကျိုးမြတ်ရဖို့ဆိုတာရေရှည်လောင်းတန်းမှာတော်တော်လေးခက်ခဲပါတယ်။တရားမျှတမှုမရှိတဲ့ကြားထဲမှာနောက်ွယ်မှာ AI tools တွေရောင်းဝယ်လုပ်တော့မယ်ဆိုလို့ရှိရင် marketplace လည်းလုံးဝမရှိပါဘူး။အနည်းအားဖြင့်ဆိုရရင်တဲကန်တာရာထဲမှာ sharp တဲ့ OA6 ရေးတန့်လိုပါပဲ။အဲ့တော့ Sahara AI project က ဒီ OASIS ရေတန့်ကိုတိုင်ကန်နိုင်ငံအပေါ်မှာရှိတင်နေမြခီးသွွားဧည့်သည်တွေအကုန်လုံးကိုမျှဝေခြင်းနဲ့ဆန္ဒရှိပါတယ်။ဒါသူတို့ project ရဲ့ရည်ရွယ်ချက်ပါ။ Sahara AI project ကမိသူမဆို AI ဖန်တီးတဲ့နေရာမှာပါဝင်လာပြီးတော့အချိုးအမြတ်ခန်းစား권 sharing လုပ်ပေးနိုင်မယ့် concept ကိုမိတ်ဆက်လာတယ်။အဓိကအပိုင်း၃ပိုင်းပါဝင်လာတဲ့တစ်ကတော့အချက်လက် data စုဆောင်းပြီးတော့ label sample ကတ်တဲ့ platform ။နံပါတ်၂ကတော့ programming coding မတက်လဲ Sahara AI တူးစီအသုံးပြုပြီးတော့ AI ကိုရိုးရှင်းလွယ်ကူစွာနဲ့ဖန်တီးနိုင်တဲ့ platform ။၃ကတော့ဖန်တီးထားတဲ့ AI တူးစီကို ရောင်းတာတွေဝယ်တာတွေ ownership right ယူတဲ့ဈေးဘက်ပဲဖြစ်ပါတယ်။ဒီကောင်က Apple Store လို့ Google Play Store လို့မျိုးအလုပ်လုပ်ပါတယ်။ Developer တွေကကိုယ်ကြိုက်နေတတ်တဲ့ application တွေဖန်တီးပြီးလို့ရှိရင်ဒီ store တွေပေါ်မှာကျွန်တော်တင်ပြီးတော့ရောင်းချလိုက်တဲ့အခါမှာအသုံးပြု user တွေကလည်းကြိုက်နေတတ်တယ်ဆိုလို့ရှိရင် Developer တွေလည်းပတ်စံရတဲ့ပုံစံမှာ။ဒါဆိုရင်တော့ Sahara AI မိတ်ဆက်ပေးတဲ့ tools က AI လောကရဲ့ Apple Store လို့မိတ်ဆွေယူဆနိုင်မှာဖြစ်ပါတယ်။ Sahara AI မှာသူတို့ရဲ့ကိုယ်ပိုင် blockchain လည်းရှိပါတယ်။ ဲ့ဒီ blockchain ကိုအသုံးပြုပြီးတော့ဘယ်သူတွေကဘာကိုဖန်တီးတာလဲဘယ်သူတွေကဘာကိုပိုင်ဆိုင်တယ်ဆိုတာကိုတရားမျှတစွာဖြေရှင်းပေးပြီးတော့တကယ်ရပိုင်ခွင့်ရှိတဲ့လူတွေကိုလည်း robot တွေပြန်လဲ sharing လုပ်ပေးမယ့်အစီအစဉ်ပါရှိပါတယ်။စာရက blockchain နဲ့ AI ကိုပေါင်းစပ်ပြီးတော့အသုံးပြုတာရဲ့ project ဖြစ်တယ်။ blockchain ကအချက်အလက် model တွေဒီတိုင်းနဲ့ AI agent ဘယ်သူပိုင်ဆိုင်လဲဆိုတာကိုမှတ်တမ်းတင်ပေးတယ်။လုံခြုံရေးပွင့်လင်းမြင်သာမှုရှိတဲ့ AI design အသစ်တွေကိုခုလက်ရှိချိန်မှာလာပြီးမိတ်ဆက်ပေးနေရလဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ June 18ကနေ22ရက်နေ့အတွင်း Binance ရဲ့ hotla error အစီအစဉ်အောက်မှာ စာရ AI project က25ခုမြောက် project အသစ်တွေနဲ့တက်လာခဲ့ပါတယ်။ Hotla Airdrop ဆိုတဲ့အတိုင်း BME ကင်နာသူတွေဒါတည်တံ့ရရှိမှာဖြစ်တဲ့အတွက်နောက် project တွေမှာ mystery ကိုရရှိချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ simple အနေနဲ့ flexible lock staking နှစ်ခုလုံးနဲ့မှာ BME တိတ်နိုင်ဆိုလို့ရှိရင် mystery ကိုဒီ airdrop တွေရရှိပိုင်ဆိုင်နေမှာဖြစ်ပါတယ်။ ETVN ကမိတ်ဆက်ပေးလိုက်တဲ့ Solidity Job smart contract နဲ့ blockchain လောကကိုထော်ရပြောင်းလဲသွားစေခဲ့တယ်။ Sahara AI မှာလည်းအလားတူရည်ရွယ်ချက်ရှိတယ်။ဒါပေမဲ့သူကတော့ AI လောကကိုပြောင်းလဲချင်တာပါ။ ခင်ဗျားတို့စ조사ပြီးဖန်တီးခဲ့တဲ့ AI တူးတွေကိုပိုင်ဆိုင်ခွင့်ရောင်းဝယ်ခွင့်မူပိုင်ခွင့်စတာတွေကို Sahara AI project ကပေးခြင်းပါတယ်ဒီ project ကို wallet ပေါင်း3000ကျော်နဲ့စမ်းသပ်ပေးပြီး Amazon တို့ Microsoft တို့လိုမျိုးကုမ္ပဏီကြီးတွေက American Dollar 43 million ဘူးရင်းနှီးမြှုပ်နှံမှုတံမိုးရရှိပြီးသွားပြီ။ဒါဟာတနည်းအားဖြင့်ဆိုရရင်မျှတပြီးတော့ပွင့်လင်းမြင်တာမှုရှိတဲ့ AI စီးပွားရေးအဆလို့လည်းယူဆနိုင်တယ်။အနည်းဆက်ဆုံးဖြစ်လာနိုင်တာတော့အနာဂတ်မှာ AI နည်းပညာဖန်တီးရတဲ့လူတွေကကုမ္ပဏီရဲ့တစ်စိတ်တစ်ပိုင်းကိုသူတို့ကိုယ်တိုင်မှာပိုင်ဆိုင်လာမယ်ဆိုတဲ့အခွင့်အရေးပါ။ဒီနေ့တိုင်းမဲ့ဒီဗီဒီယိုက Educational Purpose Only ပါ။ရင်းနှီးမြှုပ်နှံမှု decision ချရမယ်ဆိုလို့ရှိရင်မိမိကိုယ်တိုင် research လုပ်ပါ။ နောက်ထပ်ဘာ project အသစ်တွေနားထောင်ကြရလဲဆိုလို့ရှိရင်လည်း comment မှာဝင်ရောက်ဆွေးနွေးတော့ပေးပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ပြန်မှာပြန်လဲ sorry ပါ